င်္ဂလာပါရှင်ကျမကတော့ချီချူဆမ်းပါ DPP ရုပ်မြင့်တန်းချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ငလင်ကြောက်ပြိုကျခဲ့တဲ့မန္တလေးမြို့ Sky Villa ဆောင်းကနေအလောင်း6လောင်းကိုထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသားတစ်ဖွဲ့ကထုတ်ပြန်ပါတယ်အေးအဆောင်နဲ့ဘီအဆောင်တို့ကို ရေရန်တရားတွေတုံးပြီးဖေရှားရှင်းလင်းတာနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေကြတာပါဂျွန်လ16ရက်နေ့လယ်12နာရီကျော်ကဘီအဆောင်အခန်းအမှတ် G3 ကနေမြို့သမီးတယောက်ရဲ့ရုပ်လောင်းကိုထုတ်ယူနိုင်ခဲ့ပါတယ် မော်လယ်ပိုင်းမှာအဲ့ဒီခန်းကနေရွှေငွေနဲ့စာရွက်စာတမ်းတွေတွေ့ရလို့ပိုင်ရှင်စီကို လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်ဂျွန်လ19ရက်ညနေ၄နာရီခွဲကျော်မှာပြီးအဆောင်ကနေမြို့သားတယောက်ရဲ့ရုပ်အလောင်းတွေ့ရှိထုတ်ယူနိုင်ခဲ့ပြီး21ရက်ညနေ၄နာရီခွဲမှာလည်းပြီးအဆောင်ကနေမြို့သားတယောက်ရဲ့ရုပ်အလောင်းကိုထုတ်ယူနိုင်ခဲ့ပြီးငွေကျပ်သိန်း120နဲ့စာရွက်စာတမ်းတွေကိုလည်းပိုင်ရှင်စီကိုလွှဲပြောင်းပေးပြီလို့ဆိုပါတယ် ဇွန်လ23ရက်နေ့မှာတော့ရုပ်အလောင်း3လောင်းထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Sky Villa ဟာငလင်ကျောက်မန္တလေးမှာအသေးပြောက်အများဆုံးဖြစ်တယ်လို့ကြန့်ရှိတဲ့ရုပ်အလောင်းတွေကိုထုတ်ယူနေဆဲဖြစ်ပြီးဒီကနေ့အထိရုပ်အလောင်း150ဝန်းကျင်ထုတ်ယူနိုင်ခဲ့ပါတယ်ရှင်။ ပြိပခါရီအတွင်းမြို့သမီးတွေအိမ်လိုက်မိုင်းဆာယာကြံဖက်ခံရမှု တထောင်နီးပါးရှိခဲ့ပြီးဖြစ်စဉ်တွေမှာကျွလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်မှုတွေကအားနည်းနေတယ်လို့မြို့သမီးရဲရအဖွဲ့တွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်အနာဒိတ်ဖြစ်စဉ်စတင်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်မေလအထိပြည်ပခါတွေအတွင်းမှာအမျိုးသမီးနဲ့အမျိုးသမီးလိုခံယူထားသူတွေပေါ့၊နေကျန်းဖက်ခံရတဲ့အမှုပေါင်း 963မူရှိခဲ့တယ်လို့မြို့သမီများအဖွဲ့ချုပ်မြန်မာ WLB ရဲ့ထုတ်ပြန်ချက်စာတမ်းအရသိရပါတယ်။ကျူးလွန်မှုတွေမှာမရိမှု183မူ၊နေမိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု958မူနဲ့အထွေထွေကြားမအခြေပြုအကြမ်းဖက်မှု88မူတို့ရှိခဲ့ပါတယ်။ပရိပခါတွေအတွင်မှာဥပဒေရေးရာအားနည်းမှုတွေကြောင့်ကျူးလွန်သူလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုံဆောင်နိုင်ကြောင်းကို မျိုးသမီးရေးရာအကူအညီလှုပ်ဆောင်နေကြသူတွေကထောက်ပြပြောဆိုနေကြပါတယ်ဒီနှစ်ပေါင်းများစွာကျွန်တော်နိုင်ငံမှာဒါအာပြည်ရင်းစစ်ဆိုတာအကဘာပေါ်မှာအရှိကြဆုံးလို့တော့ပြောလို့ရတယ်ဖြစ်လာခဲ့တာကြာပြီဆိုတဲ့အခါကျတော့ထိခိုက်နေတာမှုတွေကအနေရအစုံမှာဒါမျိုးဆက်အလိုက်ကိုဖြစ်ပွားနေတာရှိတယ်။နောက်ကျူးလွန်တဲ့သူတွေကိုကြည့်မယ်ဆိုရင်လည်းအများစုကတော့ဒီမြန်မာစစ်တပ်ကနေကျူးလွန်တာဖြစ်တယ်ပေါ့နော်။ကြံတဲ့လက်နက်ကင်အားစုတွေထဲမှာလည်းကျူးလွန်တာတွေကျမတို့မှတ်တမ်းတွေ့ရှိရတယ်ရှိတယ်ပေါ့နော်။ဆဲအုပ်စုကဘာကြောင့်နှစ်ပေါင်းများစွာအကြမ်းဖက်မှုကျူးလွန်တာလဲကိုအဓိကလေ့လာကြည့်တဲ့အခါမှာဒီပြစ်ဒဏ် င်းလွတ်ခွင့်ရနေတဲ့ကိစ္စအဓိကအကြောင်းရင်းဖြစ်တယ်။ဘသူမို့လို့ဘယ်ဝါမို့လို့ဘယ်ကာလမှာမို့လို့ဘသူ့ကိုမို့လို့ဆိုရဲအဲစဉ်းစားချက်တွေနောက်ကနေမှအဲတရားရေးမတိုင်ဘက်ကအရေးယူမှုပြက်ကွက်တာပေါ့နော်။ပြစ်မှုကျူးလွန်မှုတွေဖြစ်တယ်ဆိုရင်ဖြစ်တဲ့အတိုင်းချွင်းချက်မရှိအရေးယူနိုင်ဖို့လိုတယ်။အဲ့လိုအရေးယူမှသာလင်ဒီကိစ္စတွေရက်တန်သွားမှာ။2021 February လတရက်ကနေ2025မီလာအထိစကိုင်းရှမ်းကင်းနီဒေသတွေကမြို့သမီးတွေဟာ လိန်ကျန်းဖတ်မှုတောင်မကပဲတပ်ဖြတ်မှုတွေအထိဖြစ်ပွားခဲ့ကြောင်းကိုလည်း WFP ကဖော်ပြထားပါတယ်။စကိုင်းတိုင်းကတော်လန်ရေးအဖွဲ့ဝင်တွေဘက်ကကိုတိလျောက်ကျူးလွန်မှုကိုခံခဲ့ရပြီး6လကျော်ကြာတဲ့အထိကျူးလွန်သူတို့တိုက်ကြားခံရသူကိုအပြစ်ပေးအရေးယူတာမရှိသေးတဲ့အတွက်မျောလင်းချက်ကင်းမဲ့နေတဲ့ခန်းစားချက်ခန်းစားနေရကြောင်းကိုကျူးလွန်ခံရသူလူငယ်မျိုးသမီးက TVB ကိုပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒွန်လင်းဘက်ကဆိုရဲသူရဲ့ကုတိလျောက်ဂျပန်ကျူးလွန်မှုတွေကိုခင်းသားရပြီးတော့အခုချိန်ထိတရားမျှတမှုမရရှိသေးတဲ့အတွက်မျိုးလင့်ချက်ကင်မရာခင်းသားချက်ကိုခင်းသားရတယ်ကျူးလွန်သူတွေကအရေးအရေးယူခံရဖို့ကအရေးကြီးပါတယ်ဒါပေမဲ့ဒီတရားဥပဒေစွန့်မှုရေးတရားစီရင်ရေးမှာတောင်းဝန်ရှိနေတဲ့သူတွေကိုယ်တိုင်ကကျူးလွန်သူတွေဖြစ်နေတာမျိုးတောင်းဝန်ရှိသူတွေကကျွလွန်သူဘက်ကနေပြီးတော့ယက်တီနေရမျိုးတွေပေါ့နော်အဲ့လိုတွေကြောင့်ဒီကျွလွန်ခံရတဲ့အမျိုးသမီးတွေ အတွက်တရားမျှတမှုရရှိဖို့မပြောနဲ့ပေါ့နော်ဒီလူမသိသူမသိပျောက်ကွယ်သွားတဲ့အမှုတွေမှာအများကြီးပေါ့နော်ပြည်နယ်ကင်းလွတ်နေတဲ့ကျွလွန်သူတွေကိုအေးအေးယူပြီးတော့တရားမျှတမှုရှာဖွေရမှာအလုံးဝိုင်းဝန်းပြီးတော့ပါဝင်ဖို့ပါဝင်ဖို့ကြိုးစားရပါမယ်လို့ပြောချင်ပါတယ်ဗျာဟုတ်လိန်ကျန်းဖတ်မှုတွေမှာကြောက်ဆုံးခဲ့သူတွေကိုအောင်မေ့ခြင်းနဲ့လိန်ကျန်းဖတ်မှုတွေကနေလွတ်မြောက်လာသူတွေနဲ့အတူယက်တီချောင်းပြသဖို့အနည်းအောင်နှခန်းဒီဆိုကပါဝင်နိုင်တယ် ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းကိုဇွန်လ19ရက်ကနေ26ရက်နေ့ထိပြုလုပ်နေပါတယ်။မြန်မာနိုင်ငံကပြည်ပခါရီအတွင်းမှာနေမိုင်းဆိုင်ရာစံဖတ်မှုခန်းစားနေရတဲ့မျိုးသမီးတွေနဲ့အတူရက်တီကြောင့်နိုင်ငံပေါင်း30ကျော်ကအမျိုးသမီးရေယာဖွဲ့ပေါင်း60ကျော်ကနေလည်းပူးတွဲထုတ်ပြန်ချက်တစောင်းကိုဇွန်လ21ရက်နေ့မှာထုတ်ပြန်ခဲ့ပါသေးတယ်။ကျွန်မဝေပါ စားသုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကဇွန်လ23ရက်ကနေ29ရက်ထိစားသုံးစီလက်ကရည်ညွှန်းစင်ထုံးကိုတပိတ်တာကို6080ကျပ်ထိရှော့ချသတ်မှတ်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်ကရန်ကုန်အထိုင်စားသုံးစီတပိတ်တာစင်ထုံးကို6130ကျပ်သတ်မှတ်ခဲ့ရကနေအခုသတင်းပတ်မှာတပိတ်တာကို30ကျပ်ထပ်မံရှော့ချသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဇန်နဝါရီလကစပြီးအင်ဒိုနီးရှားနဲ့မလေးရှားကနေတင်သွင်းတဲ့စောင်းစီစင်းနှုံးတွေတောက်လျှောက်ကျဆင်းလာတာကြောင့်ပြည်တွင်းလက်ကရည်ညွှန်းစင်းနှုံးလဲဇက်တိုက်ကျဆင်းလာတာဖြစ်တယ်လို့ကော်မတီကဆိုထားပါတယ်ပြည်တွင်းမှာစောင်းစီစင်းနှုံးမြင့်လာမှာကိုစစ်ကောင်စီကထိန်းချုပ်ဖို့ကြိုးစားတဲ့သဘောဖြစ်ပြီး တည်သွင်းတဲ့ကုမ္ပဏီတွေကပြပကနေစီဝယ်ယူတဲ့အခါလိုအပ်တဲ့နိုင်ငံသားငွေကိုအလွယ်တကူရပြီးပြည်တွင်းကိုဇက်တိုက်တင်သွင်းနိုင်မှာလို့ဈေးကွက်စောင့်ကြည့်သူတဦးကမှတ်ချက်ပြုထားပါတယ်ရှင်ဒီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချေချိုဆမ်းပါရှင်